ရထကိုရှောင်းတဲ့အပြင်အဝေလဲကန်းထဲမှာရှာကြီးတငင်ကိုကျွေးခဲ့တဲ့နှလုံးလှလူသားတက်ခဲရု အားလုံးပဲမင်္ဂလာပါခင်ဗျာ Eclipse Marshall Sport ကနေပြန်လည်ကြိုဆိုလိုက်ပါရင်ကျန်ကျန်တနေ့နဲ့တပ်ပုတ်နေတဲ့ Fighter G တွေမှာလည်းအတန်းလုံးနဲ့ပါဆိုတာကို Japan Fighter တက်ခဲတို့ကပြသသွားခဲ့ပါရင်တက်ခဲတို့ကတော့ဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့1172ပြိုင်ပွဲမှာ Thai Super Fighter Rotten နဲ့ Flyweight ကပ်ပါအောင်စဉ်အထူးပွဲစဉ်ဖြင့်ရှင်ပြိုင်ထိုးသက်ခဲ့ပါရင်ပြိုင်တဲ့ကတော့ဒီပွဲကပွဲကြီးပွဲကောင်းဖြစ်လို့အပြန်အလှန်ရှင်ပြိုင်ထိုးသက်ကြပြီးဖျော်ဖြေမှုအပြည့်ပေးစွမ်းနိုင်မဲ့ပွဲလို့မျှော်လင့်ထားခဲ့ကြတာပါဒါပေမဲ့ Rotten ကပထမအချိန်မှာပဲတက်ခဲတို့ကိုလည်းထိုးပြီးတော့အနိုင်ယူပြလိုက်တာပါ တခါတို့ကဂျပန်ရဲ့နာမည်ကြီး Fighter 2ဆိုပေမဲ့တန်မနီလုံမှာကျောင်းရဲ့ Rotten ကိုရှင်မထိုးနိုင်ခဲ့ပါဘူး။ဂျိုးဝိုင်းထဲမှာတော့ Rotten က Rotten ပါပဲ။ပထမအချိန်မှာတခါတို့တယောက်မရှိမလားရှုံးနေသွားခဲ့တာပါ။ဝမ်ဘက်ကထုတ်ပြန်လာခဲ့တဲ့ဗီဒီယိုတွေထဲမှာတော့ပွဲပြီးမှတခါတို့တယောက်ထိုင်ကုန်ပေါ်မှာရှာကြီးတငင်ကိုကျွေးနေခဲ့တာပါ။တခါတို့အနေနဲ့အင်ရှင်ပြိသက်တွေအပေါ်တာဝန်မချေခဲ့မိလို့တော်တော်လေးယူကျုံးမရဖြစ်နေခဲ့တဲ့ပုံပါပဲ။ဝိုင်းရဲ့ဥက္ကရာကြီး Cherry ကိုတိုင်းတခါတို့စီသွားပြီးတော့နှစ်သိမ့်ခဲ့ရတာပါ။ ကျန်ကျန်ရဲဖိုင်တာကြီးဆိုပေမဲ့တာခဲတို့ကအခန်းတောင်မှာကလင်းတောင်လုံကိုကျွေးနေကြတာပါဒီရှုံးဝဲကသူ့အတွက်ရှုံးဝဲတစ်ဝဲထက်ကိုပိုးတယ်ဆိုတာသိသွားပါရင်အသက်လည်း33နှစ်နဲ့ရောက်နေပြီမို့လို့ဝမ်းမှာရက်လက်ပိုင်းနေစိုးရနေတဲ့တာခဲတို့အတွက်အနားယူတော်မလားဆိုတဲ့မေးခွန်းတွေကလည်းအတန်းကျလာခဲ့ပါရင်တာခဲတို့ကတော့အကစားစိတ်နဲ့ပြေးွားတဲ့နှလုံးလှလူဖိုင်တာတူဦးဖြစ်ပါရင် ။အလိုအတန်းတွေကိုမကြာခဏလို့ဆိုလို့အင်ရှင်ဖြင့်ဂျပန်မှာပွဲကျင်းပတော့ကလည်းဂျင်းမဲဖြစ်သူရောချန်နဲ့တာဝန်ချိုင်တို့စင်ပေါ်မှာတရုပ်ပြရင်အေးမီနေပါဆိုလို့အနှွေးတွေပါယူလာပေးခဲ့သူပေါ့။တခဲလူတယောက်အကောင်းဆုံးပြန်လာနိုင်ပါစေလို့ပဲဆန္ဒပြုလိုက်ရပါရင်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ USA 1 Champion ရှင်းနဲ့လက်ဝဲအကြောင်းအရာတွေကိုစောစောလေးလေးတင်ဆက်ပေးနေတဲ့ A Grid Martial Sport Channel လေးကို Like and Follow လုပ်ပြီးဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ